skin ရဲ့ barrier လို့ခေါ်တဲ့ကာကွယ်လွှာလည်းပျက်စီးသွားပြီးအရောင်ကလည်းဒါဟိုအသေးဖြစ်သွားတဲ့ပုံစံလိုမျိုး ochronosis ကပေးဆွနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဒေါက်တာဆုံးပါ အရေးပြအလှပနဲ့အမျိုးသမီးကျမရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာကျမကမလက်စမာလို့ခေါ်တဲ့တင့်တိတ်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုဗဟုသုတမျှဝေပေးခြင်းပါတယ်။တင့်တိတ်တွေဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းလေးနဲ့စပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်။တင့်တိတ်တွေကအများသောအဖြစ်နေရောင်ခြည်ကြောက်ဖြစ်တယ်ဆိုတာအားလုံးလက်ခံထားပါတယ်။ဒါဟုတ်ပါတယ်။80ရာခိုင်နှုန်းကလည်းနေရောင်ခြည်ကြောက်ပဲတင့်တိတ်အကွက်တွေကဒါမျက်နှာရဲ့နုနုနယ်တဲ့မျက်လုံးသားတဝိုက်တွေနှာခေါင်းပေါ်တွေနဲ့မျက်ခုံးသားတဝိုက်တွေမှာအများဆုံးဖြစ်တတ်တယ်ပေါ့နော်။ဆိုတော့နေရောင်ခြည်ကတော့တင့်တိတ်တွေ ဖြစ်လာအောင်အရေးပြပျက်စီးသွားအောင်အလုံးနိုင်ဆုံးသော triggering factor တစ်ခုဖြစ်တယ်အဒုတိယတစ်ခုအနေနဲ့ကတော့ဒါ OCP လို့ခေါ်တဲ့တားဆက်ခြားစီတောက်စီနေတဲ့အမျိုးသမီးတွေမှာလည်းတင်းတိဖြစ်နိုင်တဲ့ risk ကပိုများတယ်ပေါ့နော်အခွင့်အရေးပိုများပါတယ်တတိယတစ်ချက်ကတော့ဒါ pregnancy ကာလပေါ့နော်ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာဒါ melanin production လို့ခေါ်တဲ့အမဲရောင်ကြည်ဆဲတွေထုံလွှတ်မှုတအားများတာဖြစ်တဲ့အတွက်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတင်းတိခံစားရလိမ့်ရှိပါတယ်ဒါပေမဲ့60ခန်းကိုင်းလုံးလောက်ကကိုယ်ဝန်ဆောင်ပြီးကာလ2လ3လမှာပြန် န်တက်တာသွားတယ်ဆိုပေမဲ့တချို့သောသူတွေကတော့ဒါ life long တောက်လျှောက်အတင်းတင်းကကြံ့သွားတယ်ပေါ့နော်ဒါဆိုရင်တော့ကုသမှုယူရမှာပဲဖြစ်ပါတယ်ဒီတော့တင်းတိတ်ကုသမှုတွေမှာတော့ဒါအများစုလုံလေရှိတာကတင်းတိတ်ဖြစ်တာနဲ့တော့ဘယ်သူမှတမ်းပြီးအရေးပြားစရာဝင်စီသွားတယ်အလှပစိတ်ခန့်နေသွားတယ်ဆိုတာရှားတယ်ပေါ့နော်အများစုကတော့ကောင်းမှုရရာအဲလိန်စည်းတွေဆင်းညွန့်နေလိန်လေရှိတယ်ပေါ့နော်အဲ့ထဲမှာမှာအဲကျမတို့တင်းတိတ်ကိုအဓိက ဆရာဝန်တွေကိုလည်းအသုံးပြုနေတဲ့အဲကွန်ပေါင်းလေးတွေကိုတစ်ချက်မျှဝေပေးပါမယ်။ဟိုက်ဒရိုကွီနုံလို့ခေါ်တဲ့ဒီအရေပြားရဲ့အမဲတွေကိုလွင့်ဆင်သွားစေနိုင်တဲ့ကွန်ပေါင်းမျိုးကိုလည်းဆရာဝန်တွေသုံးတယ်။နောက်ကိုဂျီအက်ဆယ်လို့ခေါ်တဲ့ အမဲတွေကိုတတ်တာစေနိုင်တဲ့ compound မျိုးကိုလည်းအသုံးပြုသလို FR Butane လို့ခေါ်တဲ့မျက်နှာကိုပြန်ပြီးတော့ဖြွေးလာစေတဲ့ compound လေးတွေသုံးတယ်နောက် vitamin C သုံးတယ် axalic acid သုံးတယ်ကျွန်မပြောထားတဲ့အစင်လိုက်အတိုင်းပဲ potency လို့ခေါ်တဲ့အားအပြင်းနေရာအစင်လိုက်တိုင်းပဲဖြစ်ပါတယ်ဒါဆိုရင် hydroquinone ကအရေးပြားပေါ်တင်တဲ့အခါမှာအားအပြင်းဆုံးလို့ကျွန်မအဆိုလိုတာဖြစ်ပါတယ် hydroquinone တွေက1%ရှိတယ်2%ရှိတယ်5%ရှိတယ်ဒါ percentage အမျိုးမျိုးနဲ့လာတယ်ပေါ့နော်ဒါပေမဲ့ hydroquinone ဆိုတဲ့ compound က da expert opinion မယူဘဲနဲ့အတော့မပြုတ်တဲ့ compound တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်မသိစေချင်တာပါ A spark ဆိုတာကကျွမ်းကျင်တဲ့အရေးပြားဆရာဝန်ကိုဆိုလိုတာပါတကယ်ကိုအရေးပြားချက်အောင်ကျွမ်းကျင်တဲ့ aesthetic ဆရာဝန်တွေပဲဖြစ်ဖြစ် dermatologist တွေဖြစ်ဖြစ်တိုင်ပင်ပြီးမှဒီ compound ကအတော့ပြုတ်တယ်ပါတယ်အဟိုက်ဒရိုကွီနုံးလို့လို့ compound တွေ fluorocinol လို့လို့ compound တွေပါတဲ့လင်းစည်းတွေကအခုကျမတို့နိုင်ငံမှာဆိုရင်ဈေးကွက်ထဲမှာပေါ်ချင်းတောင်းချင်းကို တော်တော်များများအသုံးပြုနေကြတာတွေ့ရပေါ့နော်အဒီကိစ္စအရန်အင်မတန်မှအန္တရာယ်များပါတယ်ဘာဖြစ်လို့အင်မတန်များတယ်လို့ပြောလဲဆိုတော့ကျွမ်းကျင်တဲ့ဆရာဝန်တယောက်ရဲ့ကြည့်ပေးတယ်ပေါ့နော်ဆုံးဖြတ်ချက်မှာပါပဲ ਨੇ ဒီ compound ဝင်ကိုကအာတင်းတင်းပြောက်တာပဲဆိုပြီးတော့နေစင်နေတိုင်းအသုံးပြုလိုက်မယ်ဆိုရင်မျက်နှာရဲ့အရေပြားတွေကပါလာပြီးတော့နောက်ပိုင်းမှာတင်းတိတ်အဖြစ်ကနေ ochronosis လို့ခေါ်တဲ့ ဒါ तू ကအမဲပြာပေါ့နော်အမဲရောင်နဲ့အပြောင်နဲ့ရောနေတယ်လို့လို့မျိုးဒါမှမဟုတ်ရင် bluish gray လို့ခေါ်တဲ့အဖြူလိုလိုငွေရောင်လိုလိုအဲအဲ့လိုမျိုးနေရာမျိုးဘလိုမျိုး pigmentation တစ်ခုဖြစ်ပြောင်းလဲသွားပါတယ်အဲ့လိုမျိုးအရေပြားအခြေအနေကိုရောက်သွားပြီဆိုရင်အရန်ကို ပြန်ကုတရတာခက်ခဲတဲ့အနေထားကိုပိုင်ဆိုင်လိုက်ရပါပြီဒါမျိုးတွေဆိုတော့ကျမတို့ကပို့ပြီးတော့ deep ဖြစ်တဲ့အဲကုတမှုတွေဖြစ်တဲ့ laser တွေ facial treatment နေဒီလိုမျိုးနောက်ဆုံးပေါ်နီးပညာအနေနဲ့အသုံးပြုပြီးတော့ငွေကုန်ကြေးကျများမှာပဲ skin ကပြန်ကောင်းနိုင်ခြေ chance ရှိတော့တယ် skin ရဲ့ barrier လို့ခေါ်တဲ့ကာကွယ်လောလည်းပျက်စီးသွားပြီးအယောင်ကလည်းဒါဟိုအသေးဖြစ်သွားတဲ့ပုံစံလိုမျိုး ochronosis ကပေးဆွနိုင်ပါတယ်ဒါကြောင့် dihydroquinone လိုမျိုး cochlear လိုမျိုး alpha arbutin လိုမျိုး compound တွေအသုံးပြုမယ်ဆိုရင်ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ အဲကုသမှုဆုံးဖြတ်မှုကိုလိုက်နာပါညွှန်ကြားမှုအတိုင်းလိမ့်ပါဒါမှသာကျမတို့ကစမ်းမလှပပြီးတော့အမဲအဆက်ကင်းစင်တဲ့အရေးပြောင်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒီတော့ဈေးကွက်ထဲမှာတချို့သောကွန်ပေါင်းတွေဟာဘလို့မှပြန့်နှံ့ခြင်းဟာမဖြစ်တဲ့ဘူးပေါ့နော်ဒါကိုလည်းလူတို့ကအသိဖို့လိုပါတယ်ဈေးသက်သာတယ်ဆိုတိုင်းဒီပေါ်ချောင်ကောင်းဈေးတွေနောက်ကိုလိုက်သွားမယ် ဘလောက် percentage ဘလောက် concentration ပါမှမသိရဒီလို compound တွေကိုလိမ့်လိုက်မိမယ်ဆိုရင်အကျိုးရတာထက်ဒုက္ခပိုများတတ်ပါတယ်ဒါလေးကိုသတိထားဖို့လိုပါတယ်အဲ့တော့အားလုံးပဲကျမ်းမာလှပါတဲ့အရေးပြတဲ့စုံကိုပိုင်ဆိုင်နိုင်ဖို့ဆန္ဒပြပြနေတဲ့ဒီ video လေးကို sharing လုပ်ပေးလိုက်ပါရရှင်ဒေါက်တာဆုံးပါ